မလေးရှားနိုင်ငံမှာကလေးဝေးမယ်ဆိုလို့ရှိရင်မွေးစရင်အတွက်ဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့ဒါလေးကိုပြောပြပေးမယ်အဲ့တော့တည့်ရသူတွေတည်ပြီးသားပါမတည့်ရသူတွေတည်းကျမပြောပြပေးခြင်းဖြစ်ပါတယ်အဲ့တော့မိမိမွေးမယ်ဆေးရုံဆေးခန်းမှာမွေးစရင်အတွက်ဖောင်ဖြည့်ရပါတယ်ဖောင်ဖြည့်တဲ့အခါမှာမိဘနှစ်ပါးရဲ့အဲနာမည်ရဲ့ ပေါ့နော်ဒီစာအုပ်ရှိရသူတွေကစာအုပ်ကဒီ passport စာအုပ်ပေါ့နော်နံပါတ်တည်းရဲ့အဲ့ဒါတွေကိုတိကျဖြည့်ရပါတယ် အာ UN ကတ်ကင်ထားသူတွေဆိုလို့ရှိရင်လည်းဒီ UN ကတ်ကက်တဲ့နံပါတ်၄နဲ့ပေါ့နော်မိဘနှစ်ပါးစလုံးရဲ့နာမည်ကိုတခြားဖိရပါတယ်အဲ့ဒါတွေကဟိုနာမည်တွေမှားတာတွေသူများနာမည်ကိုအငှားသုံးတာတွေသူများ passport စာကိုအငှားသုံးတာတွေကယာယီအတွက်တော့အဆင်ပြေသွားပေမဲ့ခလေးအတွက်ကရေရှည်အတွက်ကတော့မကောင်းပါဘူးเนาะအဲ့အချက်ကလေးကိုသတိထားစေချင်ပါတယ်အဲ့တော့ ကလေးမွေးစရင်ကိုစေးယုံမှာဖောင်ဖြေပြီးရတယ်စေးယုံကနေပြီးရောသက်ဆိုင်ရာဆရာဝန်ကနေလက်မှတ်ထိုးတာတွေစီးထုပေးတာတွေလုပ်ရတဲ့စာရွက်ကလေးပေးလိုက်ပါလိမ့်မယ်နော်အဲ့ဒီစာရွက်ကို ကျမအခုပြတဲ့မလေးရှားနိုင်ငံမှာရှိတဲ့ JPN ပေါ့နော်အဲ့ဒီ ဌာနမှာအဲ့ဒီဌာနကတော့မြန်မာလိုပြောရရင်တော့ဒီအမျိုးသားမှတ်ပုံတည်ဌာနလို့ခေါ်တာပေါ့နော်သူကမွေးစရင်တေးစရင်ဒီဒီဟိုဟာပေါ့လက်ထက်တဲ့သူတွေပေါ့နော်စာချုပ်ချုပ်ရင်လည်းအိမ်မှာပဲအာပြီးလို့ရှိရင်ဒီကွဲတာတွေပေါ့အိမ်အောင်ကွဲတွေရောသူကအဲ့လိုမျိုးပေါ့အမျိုးသားမှတ်ပုံတည်ဌာနလို့ခေါ်တာပေါ့နော်အဲ့ဒီရုံးမှာသွားပြီးတော့စရင်သွားပြီးတော့ဝင်ရပါတယ် register လုပ်ရပါတယ် မလေးလို့ဆိုလို့ရှိရင်တော့ကျမအခုပြထားတဲ့အတိုင်းပဲအတူကောက်ကတော့ JPN လို့ခေါ်ပါတယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ National Registration Department လို့ခေါ်ပါတယ်။ဒါပေမဲ့မလေးလိုပဲမှတ်ပါ JPN လို့ခေါ်ပါတယ်။အဲ့မှာသွားပြီးတော့ register သွားလုပ်ရပါမယ်။ခလေးမွေးထားပြီးတဲ့ရက်ပေါင်း60အတွင်းမှာလုပ်ရပါမယ်နော်။ အဲ့တော့60အတွင်းမှာ register ပါလို့လို့ရှိရင်ကျမအခုပြထားတဲ့အထောက်ထားအပြည့်စုံကိုအကုန်ယူသွားပါမယ်။အဲ့တော့ဆေးရုံကပေးလိုက်တဲ့ဒီ certificate ပေါ့နော်ဝေစင်းစာရွက်ပါမယ်။ပြီးလို့ရှိရင်မိဘနှစ်ပါးရဲ့ဒီ passport စာအုပ်ပါမယ်။စာအုပ်မရှိတဲ့သူတွေဆိုလို့ရှိရင် UN ကတ်ကင်ထားတဲ့သူတွေက UN ကတ်ပေါ့နော်။ copy ရောမူရင်းရောယူသွားပါမယ်။ အာအဲ့ဒါတွေအကုန်လုံးကကျမကူပြထားတဲ့အတိုင်းပဲဒီအထောက်ထားအပြည့်စုံကိုအကုန်ယူသွားပြီလို့ရှိရင်အဲ့ဒီ JPN ရုံးမှာ register သွားတင်ရပါမယ်တင်လိုက်တဲ့အခါမှာအခုကျမပြထားတဲ့ဒီအစိမ်းရောက်ကတ်ကလေးထွက်လာပါလိမ့်မယ်နော်ဒါကတော့ဒီဝေစရင်ပေါ့နော်အဲ့ဒါကအဓိကအရေးကြီးပါတယ် အားလေးထွက်လာပါလိမ့်မယ်နော်အဲ့တော့ဒီမွေးစင်းရင်းကတော့မလေးရှားမှာဘာလို့လို့ရလဲဘာခွင့်ရလဲဘာခွင့်ရမှာတော့မရဘူးဒါပေမဲ့ခလေးအတွက်ကတော့ရေရှည်မှာနိုင်ငံသားပြတ်မသွားအောင်နော်ဒီမွေးစင်းရပါလို့ရှိရင် မလေးရှားနိုင်ငံမှာရှိရမြန်မာတန်ရုံမှာသွားပြီးတော့မွေးတိုးဆိုတဲ့စည်ရင်းကိုပြန်ဝင်လိုက်ပါအဲ့ဒါမှ ခလေးအတွက်ကဒီတကောင်စင်းနေမှတ်ပုံနေနေ passport စာအုပ်ဒီအတွက်အဆင်ပြေမှာပါเนาะအဲ့တော့မြန်မာတန်ရုံကိုသွားပြီးတော့ဒီခလေးအဲဒီမွေးစည်ရင်းပေါ့เนาะ birth certificate ရလို့သွားလို့ရှိရင်လည်းအာမိဘနှစ်ပါးနှစ်ပါးစလုံးရဲ့ဒီစာအုပ်ယူသွားပါမယ်အထောက်ထားပြည်စုံယူသွားပါမယ် UN ကတ်ကင်ထားသူတို့ overstay သူ ိုညက်နေရသူတွေကတော့မြန်မာတန်ယုံမှာတော့ဒီဝေဒိုစင်ရင်ထဲမှာဝင်လို့မရပါဘူးเนาะအဲ့ဒါလေးကိုသိစေချင်ပါတယ်အဲ့ဒီဝင်စင်ရင်အတွက်မေးရသူတွေအတွက်ပါမတိသေးတဲ့သူများအတွက် share ပေးခြင်းဖြစ်ပါတယ်။တီးပြီးသားသူတွေကလည်းတီးလို့ရှိရင်လည်းကျမရဲ့ဒီအောက်က comment မှာဘာတွေအပြောင်းကျမပြောတဲ့အပြင်ဘာတွေလိုအပ်သေးသလဲဆိုတာလေးကိုထည့်ပြီးတော့ comment လေးမှာဝင်ပြီးတော့ရေးပြသွားနိုင်ပါတယ်။ယေရှုမြားကြီးတင်ပါတယ်နော်။